မင်္ဂလာပါရှင် PSM News ရဲ့နိုဝင်ဘာလ24ရက်နေ့အတွက်မိုးလေဝသအခြေအနေခန့်မှန်းချက်တွေကိုတင်ပြပေးပါရောင်းမယ်မြန်မာနိုင်ငံရဲ့အရှိအနောက်ပင်လယ်တွေဖြစ်တဲ့ဗင်္ဂလားပင်လယ်ော်နဲ့တောင်တရုတ်ပင်လယ်တို့မှာအခုနိုဝင်ဘာလကုန်အထိမုန်တိုင်းတွေဇက်တိုက်ဖြစ်ပေါ်လာမှာဖြစ်ပါတယ်ဒီမုန်တိုင်းတွေကြောင့်အိန္ဒိယနိုင်ငံနဲ့ဗီယက်နမ်နိုင်ငံတို့ကသာတက်ရောက်မှုရှိမှာဖြစ်ပြီးမြန်မာနိုင်ငံအတွက်တော့ကြီးကြီးမားမားထိခိုက်မှုရှိမှာမဟုတ်ဘူးလို့မိုးလေဝသပညာရှင်တွေကခန့်မှန်းထားပါတယ် လက်ရှိမှာတော့ကပ်ပလီပင်လယ်တောင်ပိုင်းကမလက်ကားရေလက်ကြားမှာဖြစ်ပေါ်နေတဲ့လေပြင်းနဲ့ရေဝန်ဟာပုံမူအားကောင်းလာပြီးဒီနေ့မှာတော့ဘင်္ဂလားပင်လယ်ရောအရှေ့တောင်ပိုင်းမှာမုန်တိုင်းငယ်ဖြစ်ပြောင်းလဲနိုင်ပြီးတော့နောက်၄၈နာရီအတွင်းဆိုင်ကလုန်းမုန်တိုင်းဖြစ်ကိုရောက်ရှိလာနိုင်မှာဖြစ်ပါတယ်ထာပြင်အရှေ့ဖိလစ်ပိုင်ပင်လယ်ကလေပွေလိုင်းကလည်းဒီနေ့ညမှာဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းကိုဖြတ်ကျော်ပြီးတဲ့နောက်နိုဝင်ဘာလ26ရက်နေ့မှာတော့တောင်တုပ်ပင်လယ်အတွင်းကိုရောက်ရှိကာပုံမှန်အားကောင်းလာပြီးနိုဝင်ဘာလ27ရက်နေ့မှာတိုင်ဖုန်းမုန်တိုင်းဖြစ်လာနိုင်မှာပါ။ ဘင်္ဂလားပင်လယ်အော်ကဆိုင်ကလုန်းမုန်တိုင်းနဲ့တောင်တရုတ်ပင်လယ်ကတိုင်ဖုန်းမုန်တိုင်းတို့ရဲ့တက်ရောက်မှုကြောင့်ဒီတစ်ပတ်အတွင်းမှာကချင်ပြည်နယ်မြောက်ပိုင်းမှာမိုးအနှင်းငယ်ရွာသွန်းနိုင်ခြင်းကလွဲလို့ကြံပြည်နယ်နဲ့တိုင်းနယ်အားလုံးကိုတက်ရောက်နိုင်ခြင်းမရှိဘူးလို့မိုးလေဝသပညာရှင်ဦးဝင်းနိုင်ငံခန့်မှန်းထားပါတယ်။ဒီနေ့တို့မလာ24ရက်နေ့မှာတော့ကချင်ပြည်နယ်မှာနေရာကျဲကျဲမိုးအနှင်းငယ်ရွာနိုင်ပြီးရွာရဲရခိုင်နှုန်း80လောက်ရှိပါတယ်။ရှမ်းပြည်နယ်ကချင်ပြည်နယ်စကိုင်းတိုင်းအထက်ပိုင်းချင်းပြည်နယ်နဲ့ရခိုင်ရိုးမတွေပေါ်မှာနေအပူချိန်တွေကျဆင်းနေပြီးကြံပြည်နယ်နဲ့တိုင်းနယ်မှာတော့နိုဝင်ဘာလရဲ့ပြင်းပြအပူချိန်လောက်သာရှိမှဖြစ်ပါတယ်။ ဒီနေ့ညကလည်းမနက်ဖြန်မနက်ထိကချင်ပြည်နယ်စကိုင်းတိုင်းအထက်ပိုင်းချင်းပြည်နယ်မြောက်ပိုင်းတို့မှာနေရာစိစိရှမ်းပြည်နယ်မန္တလေးတိုင်းနဲ့နေပြည်တော်တို့မှာနေရာကျဲကျဲနဲ့ကရင်ပြည်နယ်နဲ့ကရင်ပြည်နယ်တို့မှာတော့နေရာကွက်ကြားမြူဆိုင်နိုင်ခြင်းရှိပါတယ်။မြန်မာနိုင်ငံကိုအနောက်မြောက်စောင်းမုတ်တုံတွေဝင်ရောက်လာတဲ့အမြအပူချိန်တွေကျဆင်းလာနေတာနောက်နေ့အတွင်းမှာတော့ရှမ်းပြည်နယ်မန္တလေးတိုင်းစကိုင်းတိုင်းအောက်ပိုင်းချင်းပြည်နယ်မကွေးတိုင်းနေပြည်တော်နဲ့ကရင်ပြည်နယ်တို့မှာညအပူချိန်တွေအနေနဲ့ကျဆင်းလာမှာဖြစ်ပါတယ်။ ပင်လယ်ပြင်အတွင်းမှာတော့ကပလီပင်လယ်ပြင်မှာဖြစ်ပေါ်နေတဲ့မုန်တိုင်းရဲ့အရှိန်ကြောင့်မွန်တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာတနအီကို35မိုင်အထိလေပြင်းတွေတိုက်ခတ်နိုင်ပြီးလိုင်းမြင့်ကလည်း9ဘီကနေ17ဘီလောက်ထိရှိနိုင်တဲ့အတွက်ပင်လယ်ပြင်အတွင်းငါးဖက်လုံငန်းလုပ်ကင်ကြတဲ့သူတွေအနေနဲ့ပင်လယ်ပြင်မှာအနေရရှိနိုင်တာကြောင့်ထွက်ခွာဖို့မသင့်ဘူးလို့အကြံပြုလိုပါတယ်ရှင်။မူလဝဒဖြစ်စဉ်ကြိုတင်ခံမှန်းချက်တွေဟာအများဆုံး90ရာခိုင်နှုန်းဝင်းကျင်သာမှန်းနိုင်တာကြောင့်အချိန်နဲ့မျှပြောင်းလဲနိုင်ပါတယ်။ နေ့စဉ်ပြောင်းလဲမှုဖြစ်စဉ်တွေကိုလည်း PSM ကနေတင်ပြပေးသွားမှာဖြစ်တဲ့အတွက် PSM ရဲ့နေ့စဉ်မူလေးဥဒါအစီအစဉ်တွေကိုစောင့်ကြည့်ပေးကြဖို့ဖိတ်ခေါ်ပါတယ်။ PSM ကိုကြည့်ရှုအားပေးကြတဲ့ပရိသတ်တွေနဲ့အတူမြန်မာနိုင်ငံသူနိုင်ငံသားတွေလည်းကျန်းမာပြီးကင်းစွာနဲ့တဘာဝဘေးရဲ့နေအတွေ့အကြုံကနေကင်းဝေးလွတ်မြောက်နိုင်ကြပါစေရှင်။